ီကနေ့ဆက်လက်ပြီးတင်ဆက်ပေးခြင်းတဲ့သတင်းစောက်ပါတစ်ပုဒ်ကတော့ AMH ရေးသားတဲ့အချိန်ဆွဲလို့မရတော့ဘူးဆိုတဲ့စောင်းပါတစ်ပုဒ်ပဲ ဖြစ်ပါတယ်။တရုတ်နဲ့ American Trade War ဒုတိယအချိန်ပြန်ဖြစ်တဲ့အခါတရုတ်ဘက်ကအနိုင်ကျင့်သူကိုဥညွတ်ချင်းဟာရေငတ်ပြည်စီရန်လို့ငါအစိတ်တောက်ချင်းနဲ့တူတယ်။ထို့သောပြုချင်းဟာအကြက်တဲကိုပုံမူဆိုးရွားစွာရှိလိမ့်မယ်လို့ဆိုပါတယ်။ အမေရိကန်နဲ့မပေါင်းဖို့တရုတ်ဘက်ကကြောင်သူတော်လုတ်ပြီးပရိုပါဂန်ဒါလုပ်နေတာမိုင်းကိန်းကစားနေတာမြန်မာနိုင်ငံနဲ့ပြည်သူလူထုအပေါ်မှာဆရာနာရှင်ကို ထောက်ခံပြီးအကြမ်းဖက်လုပ်ရက်တွေပံပိုးပေးနေတာအနိုင်ကျင့်တာကြတော့သူတို့ဘက်ကကောင်းနေတယ်ပေါ့ကိုမျက်ချီးကိုမမြင်ပဲသူတူတပားမျက်ချီးကြမြင်တဲ့ တရုတ်ကိုမြန်မာပြည်သူလူထု나ကြီးမုန်းတီးမှုဟာ trade war နဲ့အတူပျက်စီးစေချင်တာအလွန်မဟုတ်ပါဘူးထရန့်ကိုမကြိုက်ဘူးဆိုပေမဲ့မြန်မာကိုခေတ်စ်ကိုလိုနီ ပြုထားတဲ့တရုတ် CCP ထိတ်တန်းခေါင်းဆောင်တွေသွေးခမ်း၆ပြီးပြိုလဲပျက်စီးစေချင်တာအမှန်ပါပဲနိုင်ငံတကာနိုင်ငံကမိမိကိုကျိုးစည်းဘွားကိုကြည်တာမှန်ပေမဲ့နိုင်ငံငယ်တွေရဲ့ပြည်တွင်းရေးကိုဝန်ဆွတ်ဖက်ခွင့် ဘူလီလောက်ခွင့်မရှိရပါဘူး death threat policy conspiracy theory တွေနဲ့အကျံဖက်စေုပ်စုဘက်ကနေရောတမမွေတာရက်တန့်ပြီးလို့လိုပါတယ်ဒီလိုမလုပ်တဲ့အပြင်အကျံဖက်စစ်တပ်အာဏာသက်ဆိုးရှေဖို့ဤမျိုးစုံနဲ့ပံပိုးနေတာကြောင့်မြန်မာပြည်သူလူထုတွေနေစဉ်နဲ့အမျှလူငရဲကန်းကိုဖျက်ဆီးနေရပါတယ်တရုတ်တွေအနေနဲ့ရှက်တင်ပါတယ် အထက်ကပေါ်ပြပါစကားပြောလို့ပူရှက်တင်ပါလေပြူလဲကြတော့မယ်အကျမ်းပတ်ဆေးဥစုကိုတရုတ်ဖက်ကမကူညီ မပံမိုးပေးရင်တော်လန်ကြီးဟာပြီးဆုံးလို့ပြန်လဲထူထောင်ကြီးစတင်နေတာခྱི་အတော် ပေါက်လောက်ရောပေါ့အခုတော့လာရှုပ်ကိုပြန်ပေးလိုက်ရတဲ့ဖြစ်စဉ်ကိုကြည့်ရင်တရုတ်ကို အသေးပေါက်အောင်နာကြီးကြပါလေတရုတ်တို့က၎င်းတို့ဩဇာခံကိုကန့်တဲ့မြန်မာစစ်ကောင်စီအကြား လားရှိုးကိုတစ်ချက်လွတ်အမိတ်နဲ့ပြန်ပေးဖို့ဆုံးဖြတ်လိုက်တာပါပဲ။ကျက်လဲမောစီရာလဲညက်စီအကွက်နဲ့တရုတ်ဟာ၎င်းတို့ရဲ့ Major Kinnan Empire ယူဆကိုဒီကနေ့ခေတ်ထိ update လုပ်ပြီးတုံးလာပါတယ်။အိန္ဒိချင်းမြန်မာကတော့ဆေအာနာရှင်ခေါင်းဆောင်တွေရဲ့အာနာလက်မလွတ်ခံရမှုအောက်မှာတရုတ်ရဲ့ဒဇဇဝါမျိုးမှုအောက်နစ်မြုပ်နေပြီးရမကစစ်တိုင်းလားရှိုးကိုအကြမ်းဖက်စစ်ကောင်စီလက်ထဲ အပီးတိုက်ခဲ့တဲ့ MNDA ကအုတ်ချုပ်ရေးရန်နယာလေပတ်ဆပြုတ်နေချိန်မှာတရုတ်ရဲ့ကြောက်ရွံ့ကျိုးနွံဆုံးမမယ်ဆိုတဲ့ဇာတ်ကားပြန်ပေးလိုက်ဆိုတဲ့အမိန့်နဲ့အကြမ်းဖက်စစ်ကောင်စီကိုပြန်ပေးလိုက်ရပါတယ်အသက်သွေးချွေးစွန့်လို့ပြီးတိုက်ခိုက်ခဲ့တာ အာနာရှင်အမြင့်ပြည့်စေရမယ်ဆိုတဲ့ statement ထုတ်ပြီးကိုကန့်တက်ဦးဦးဆောင်လို့တိုက်ယူခဲ့ရတာကို တရုတ်ရဲ့တစ်ချက်လွတ်အမိန့်အောက်မှာ ပြန်လည်ဆုတ်ခွာပေးရတာရှက်ဖွယ်ပါပဲတရုတ်ရဲ့နိုင်ငံရေးဖိအားကြောင်းလို့သတင်းထုတ်ပြန်ပေမဲ့ကိုကန်တက်ရဲ့ ideology ကဒေသခံစစ်ဘရင်တရုတ်ပဲထွက်လာပါလေတခြားနိုင်ငံတွေရဲ့ပြည်တွင်းရေးကိုဝန်မဆွတ်ဖတ်ပါဘူးဆိုတဲ့တရုတ်တို့ရဲ့ပြောင်းလဲတတ်တဲ့တန်တမာရေးမူဝါဒအကြမ်းဖက်စစ်တပ်ကိုထောက်ခံပံ့ပိုးပေးမှုဒီဖက်တိုပေးထားမှုအပေါ်ကိုကန့်တက်က breakthrough လုပ်ချင်ရင်လမ်းကြောင်းတွေရှိပါတယ်တရုတ်ရဲ့ဖြန့်ငါးဖြန့်အောက်မှာဒူးထောက်ပေးလိုက်ရတယ်အညက်ခံလိုက်ရတယ်ကိုကန်တက်အနေနဲ့တရုတ်အစိုးရရဲ့မလွဲမရှောင်သာဖိအားပေးတာတွေအနိုင်ကျင့်ခံရတာတွေရှိမှာပါပဲအထူးသဖြင့်ကုန်းစည်တွေလောင်စာနဲ့လျှက်စစ်မီလိုအပ်ချက်အတွက်တရုတ်ကိုမိခိုးအားထားနေရတာကြောင့်အပေးယူအလျှော်တင်းလုပ်ရတာရှိပါမယ် ို့သောအောက်စည်းကကြီးပဲတွန်းနေမယ်ဆိုရင် MNDA ရဲ့မူဝါဒနဲ့လျှောက်လှမ်းရမယ့်လမ်းကိုထိခိုက်လာပြီးတရုတ်လူကြစစ်ကောင်စီရဲ့ခြေကျုပ်ထဲပြန်ရောက်သွားပါလိမ့်မယ်။ဖုန်ကြားရှင်ဟာ2009မှာဘလူခံခဲ့ရလဲဆိုတာသူသားဖုန်တားရှင်သိမှာပါပဲ။လာရှိုကိုပြန်ပေးလိုက်ရတာနဲ့အချမ်းဖတ်စစ်တပ်ဟာအင်အားတွေစုပြီးတောင်ခန်းကနေစပြီးတအောင်တက် TNL တိမ့်ထားတဲ့နောင်ချူ ြောင်မဲတီဘောစတဲ့မန္တလေးရှမ်းမြောက်မြောက်ပိုင်းလမ်းကိုပြန်သိမ်းဖိုက်ဖို့ထိုးစစ်တွေဆလာပြီးတရုတ်ဘက်ကလည်း၎င်းတို့ရဲ့ကျူးဆွဲနိုင်မဲ့ရုပ်သေးအစိုးရအကြမ်းဖက်စစ်ကောင်စီအတွက်ဒီဖတ်တိုပေးဖို့အီအိုရီကိုပုံစံမျိုးစုံနဲ့ဖိအားပေးပါတယ်ဒေတာရင်းအာဆီယံနိုင်ငံတွေကိုပါအကြမ်းဖက်စစ်ကောင်စီနိုင်ငံကြီးထွက်ပေါက်ရဖို့လမ်းမျိုးမျိုးကြောင်းပေးပါတယ်ဒါကြောင့်တော်လန်ကြီးအချိုးအကွေ့မှာ တဒက်တာပါဝင်ခဲ့တဲ့ MNDA အနေနဲ့တဆယ်ဆက်ခွန်ဆစ်စင်ရီထက်ပိုအားကောင်းတဲ့ operation လုပ်နိုင်မယ်ဆိုရင်ဂုံတိတ်ခါရရော အကျိုးစီးပွားအရပါ မြင့်တက်လာပါမယ်ကျွဲကူရေပါဖြစ်လာပါလိမ့်မယ်ဒါကြောင့် နောက်ဆုတ်ချင်းနဲ့နောက်ဆုတ်ရှီတိုးတန်ရှီတိုးဖို့ပြင်ဆင်စရာရှိတာပြင်ဆင်ကြပါကိုသွားခြင်းနဲ့လမ်းကိုရှောက်လှမ်းလူတဲ့ခရီးကိုမာမိတ်တွေနဲ့ရှောက်လှမ်းလို့ရတာပါပဲ NUG နဲ့အဆက်ဆံမလုပ်ရင်နေပြည်သူလူထုကိုမျက်နာမူပေးရင်အကြမ်းဖက်စစ်တပ်ကို အထင်အောင်တိုက်ပေးတာနဲ့ကြေနပ်ရမှာပါ တိုက်ပွဲအခုချိန်မှာအမြင့်ဆုံးအနေထားကို ရောက်နေပြီးဘယ်လန်းကိုလိုက်မလဲဆိုတာ ဆုံးဖြတ်ချိန်တန်ပြီးတော့မိမိတို့ရဲ့ပရှင်မပြောက်ဖို့လိုပါတယ်မာမိတ်၃ဘွဲ့ဖြစ်တဲ့အရခတတ်တော်အေအေဆိုရင်ရခိုင်ပြည်နယ်ကမြို့ပေါင်း၁၄မြို့ပြင်အခုဆိုရင်ကြောက်ဖြူမြို့ကိုပါပတ်ဝိုင်းထားနိုင်ပြီးအချိန်တခုရောက်ရင် အပီးသိမ့်နိုင်တော့ပါမယ်တကယ်ရခိုင်ပြည်နယ်မှာကြောက်ဖြူကိုသိမ့်နိုင်ပြီဆိုရင်မောင်ကိုလည်းအခက်ခဲမရှိ သိမ့်ယူဖို့မခဲရင်လာပါဘူး ရခိုင်ပြည်နယ်ကတရုတ်နဲ့ပထဝီရအနေငယ်ကွာဝေးပင်မဲ့တရုတ်ရဲ့ရင်နံတဲ့သဘာဝဓာတ်ငွေပိုက်လိုင်းရှိတဲ့ကြောက်ဖြူရင်နဲ့စိတ်ကန်းရှိတာကြောင့်တရုတ်ဖီအားကိုရှမ်းမြောက်က EU အဖွဲ့နီးတူခံရတာပါပဲလူရေပောက်ကွဲနေတဲ့ဘင်္ဂလားဒေ့ရှ်နဲ့ထိစပ်တဲ့အပြင်အကြမ်းဖက်ဘင်္ဂလီမွတ်စလင်တွေရဲ့အနေရကလည်းရှိနေပါတယ်နှွေဦးတော်လိုင်းကြီးလိုက်မှာအေးအေးအချက်စစ်ကောင်စီ အခက်တွေ့ခဲ့ပြီး တဆယ်နှစ်ဆက်ခွန်စစ်စင်ရေးနောက်ပိုင်းမှာဖြည်းဖြည်းမှန်မှန်ပဲတွားနေတဲ့အေးဟာစစ်ကောင်စီကိုအလုံးရင်းနဲ့ဝင်ဆောင်ပြီးဒုနဲ့တိုက်တဲ့တမယိုးကြတိုက်ပွဲ conventional war ကိုဆင်နွှဲလာနိုင်ပြီးနီးဗျူဟာအကြီးစားနဲ့ကောင်တာပြန်ထိုးလာနိုင်ပါလေမောင်တော်နခခလေးမြို့တကြီးတိုက်ပွဲမှာဒီလိုနီးဗျူဟာကိုတုံးသွားပါလေဂျာညက်ခံရတဲ့အနေအထားမှာအေးဟာရခိုင်ပြည်သူလူထုတခဲနဲ့ထောက်ခံမှုနဲ့အုပ်ချုပ်ရေး နိုင်ငံကြီးရန်နေရာပိုင်းကိုအချိန်နဲ့စတင်လှုပ်လာပါတယ်။အခက်အခဲတွေဒင်းချမ်းမင်မဲ့ဖြည်းဖြည်းမှန်မှန်လှုပ်ပါတယ်။အေးရဲ့စီရေးပိုင်းမှာလည်းကြောက်ဖြူနဲ့စစ်တွေကိုပတ်ဝိုင်းတိုက်ခိုက်နေတဲ့အပြင်ဘကိုးတိုင်းပြည်ပဒေါင်းအေယော်ရီစစ်နက်စစ်မျက်နှာပြင်နဲ့ကပ္ပဆဆက်ယုံတီရှိတဲ့မကွေးတိုင်းကိုပါမာမိတ်တွေနဲ့တူထိုးဖောက်ဝင်ရောက်လာပါတယ်။ ESC နိုင်ငံရေးထိုးပေါက်ပုံတွေအကောင်းမောင်းနှံရှိလာပြီ ဘင်္ဂလားဒေ့အစိုးရဘက်ကပါဆက်ဆံမှုပြုလာရပါတယ်။ရှစ်ဆက်ပြီးအေရဲ့တက်စေဦးစည်းချုပ်စီရေးအကင်းပါမှုနဲ့နိုင်ငံရေးပေါင်ချီကပ်မှုရာ National White Leadership ကိုစောင့်ကြည့်အကဲခတ်ဖို့ပါပဲ။နောက် EU တဖွဲ့ကတော့ KIU KIA ပါပဲ။ဗမော်ကိုတိုက်တာ9လကျော်ကြာမြင့်လာပြီးလက်ဆမတက်နိုင်လို့တယောလှောင်ပြောင်းနေကြတာတွေ့ရပါတယ်။ ရေလန်းကုန်းလန်းဆုံရအဓိကကြတဲ့ဗမော်မျိုးဟာအချက်ချကြတာကြောင့်အကြမ်းမဲ့စစ်ကောင်စီဘက်ကအဓိကတက်တွေချထားပြီးအသက်အတန်ခုခံနေရပါတယ်ဗမော်ကြရင်မဘာခစစ်ဌာနချုပ်မြစ်ကြီးနာ KIAPDF ABS ABSD ရဲ့ပတ်ဝန်းကျင်ကိုခံရပြီးအကြမ်းမဲ့စစ်ကောင်စီဟာမြောက်ပိုင်းတိုင်းတစ်ခုလုံးကျသွားရင်ပြုတ်ကြဖို့ကတေချာတလောက်ပါပဲ။ ။ကရိုင်ရင်လက်ထဲကျသွားရင်တရုတ်အားကိုးနဲ့ပြန်တောင်းလို့လည်းမရပါဘူး။စစ်စရိတ်ဗန္နာရေးရင်းမြစ်ကောင်းတဲ့ကချင်ပြည်နယ်ကိုသာအကြမ်းဖက်စစ်တပ်ဟာလက်လွတ်ရရင် တရုတ်အနေနဲ့ပါဝါခင်းခြင်းကိုပြောင်းလဲပြီးမင်းအွန်လိုင်းကိုမရရတဲ့နည်းနဲ့ဖြုတ်ထုတ်တတ်ဖို့ပဲရှိပါလေ။ဒေါ်လာရေးချိုးကွေ့ပြောင်းလဲမှာပါပဲ။ဒါကိုနှစ်ဖက်စလုံးတင့်တန့်တွေမြင်ကြပါလေ။တိုင်းသာဒီအန်နေစစ်ပြီး ဟိုက်လန်နာရီရဲ့နိုင်ငံရေးမြင့်မားမှုကြောင့်တရုတ်အနေနဲ့ဖိအားပေးဖို့ခက်ခဲပါလိမ့်မယ်။အာရကတက်တော်အီဟာလဲ၎င်းနောင်တော်ကြီး KIA လမ်းစဉ်အတိုင်းသွားမှာပါပဲ။ NUG PDF တွေလဲ KIO KIA ဥဆောင်မှုအတိုင်းလိုက်ပြီးဗဟုတက်အုပ်ချုပ်မှုစနစ် C3C Central Command and Coordination Committee အရသွားရင်စစ်ကောင်စီပြိုလဲပေါ်မှာမုတ်ချပါပဲ။ င်းတော်တိုက်ပွဲဆိုရင် PDF တွေအတွက်သမိုင်းဝင် တိုက်ပွဲတစ်ခုညညဖို့ပဲလိုပါတယ် BNN တွေဘာတွေခဏနောက်ထား2024နှစ်တုန်းကမှ HTF ဥဆောင်တဲ့ Syria တော်လန်ရေးတပ်ပေါင်းစုတွေလျှက်တပြက်ထိုးစစ်ကြောင့်ရုရှားတရုတ်အာဏာရှင်တွေရဲ့ backup ပေးထားပြီးအာဏာခိုင်မာနေတဲ့ Syria အာဏာရှင် အာဆက်လစ်ပြေးရတာကိုပဲကြည့်ပါ HCA ခေါင်းဆောင်ဂျူလာနီက2021အင်တာဗျူးတစ်ခုမှာ အာဆတ်အစိုးရကိုဖြုတ်ချမယ်လို့ပြောဘူးပါလေ။အဲ့ဒီအချိန်ဘသူကမှမယုံခဲ့ဘူးပါဘူး။ဘလောက်အာနာကို ဆုတ်ကင်ထားတာပဲဖြစ်ဖြစ်ရုရှားအကူအညီနဲ့နိုင်ငံတကာမှာလူယာဝင်ဆန့်လာတဲ့အာဆတ်ကိုစီးရီးယားတော်လှန်ရေးတပ်က2024နိုဝင်ဘာလကစပြီးဒုတိယမြို့တော်အလေပိုကနေလွှမ်း မြို့တော်ဒမတ်စကပ်ကိုဦးချောင်းအတိုင်းထိုင်းမန်မိုမန်တန်ရအုံနဲ့ကျင်းနဲ့ဒုနဲ့တိုက်တာ ပွဲသိမ်းသွားပါလေဒါကို NUGMOR နဲ့ EAO တွေမာဗျူဟာနီးဗျူဟာရလေးလာပြီးကြမယ်ထင်ပါတယ်ဒီနေ့မကုန်ခင်တော်လန်ရေးဥဆောင် အဖွဲ့တွေ Revolution Trigger ကိုဖြုတ်ချဖို့လိုပါတယ်အချိန်ဆွဲလို့ မရပါဘူးအချိန်ဆွဲလေးတစ်ဖက်ရန်သူကို အခွင့်ရေးပေးတယ်လို့ဖြစ်သွားမှာကိုလည်းစိုးပါတယ်ပြည်သူတို့ရဲ့ခုခံတွန်းလှန်စစ်မုတ်ချအောင်ရမယ်